ကိုင်းကိုဗဟိုပြုလှုပ်ခတ်သွားတဲ့ငလင်းကြောင့်ထိခိုက်ပျက်စီးရတဲ့နေအိမ်4000နီးပါးအတွက်မကြခင်ထောက်ပံ့ပေးတော့မယ်လို့ဒုတိယစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်မနေ့ကကျင်းပတဲ့အမျိုးသားတဘာဝဘေးရနယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာအဲ့လိုပြောခဲ့တာပါစစ်ကောင်းစီရဲ့ဘေးရနယ်နယ်စီမံခန့်ခွဲမှုဦးစီးဌာနကငလင်းလှုပ်ဒဏ်ခံခဲ့ရတဲ့နေအိမ်တွေကိုတွက်ချက်ထားပြီးလူနေအိမ်3603ရင်ရှိပြီး ပျက်စီးမှုလိုက်စီစစ်ဆဲဖြစ်ပြီးတော့မကြမီထောက်ပံ့ပေးသွားမယ်လို့၎င်းကဆက်ပြောပါရယ်ငလင်လှုပ်ခတ်ပြီးရပ်ပေါင်း80ကျော်အတွင်းသုံးဆွဲပြီးတဲ့ငွေစုစုပေါင်းငွေကျပ်264ဒသမ656ဘီလီယံရှိတယ်လို့စစ်ကောင်စီကဖော်ပြထားပါရယ်လက်ရှိမှာမန္တလေးမြို့ကလူမှုကူညီရေးအဖွဲ့အစည်းတွေကငလင်ဘေးဒဏ်ခံရသူတွေကိုတလအင်လာက3သိန်းကျပ်နဲ့6လစာနေငှားပေးမှုတွေရှိတယ်လို့လဲစေတမန်လူမှုကူညီရေးအသင်းထံကသိရပါဗျ ပြည်တွင်းလူရှင်တွေရဲ့ငွေကျပ်144ဘီလီယံကျော်နဲ့ပြည်ပလူရှင်တွေရဲ့အမေရိကန်ဒေါ်လာ5သန်းကျော်အပါဝင်နိုင်ငံတော်အနေနဲ့တဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုရန်မုံငွေထက်မှန်ထည့်ဝင်ထားမှုရှိတယ်လို့အမျိုးသားတဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌစေကောင်စီဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်ငလင်းလောက်ခတ်မှုကြောင့်ဇွန်လ6ရက်နေ့ထိသေဆုံးသူ3939ဦး ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ68ဦးရှိကြောင်းဒါ့အပြင်ပျက်စီးသွားတဲ့နေအဆောင်6300ကျော်ရှိတယ်လို့စစ်ကောင်စီစီကသိရပါတယ်ရှင်မုတ်တုံလီနယ်လေပွေလိုင်းရှင်ကြောင်းလာမဲတပတ်ဇွန်လ9ရက်ကနေ15ရက်အတွင်းမြန်မာနိုင်ငံတဝမ်းမိုးကြီးပြီးရေကြီးရေရှမ်းနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလကထုတ်ပြန်ပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုမှာမုတ်တုံလေးအားကောင်းလာမှုနဲ့အရှိဘက်ကနေရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်တိုင်းနဲ့ပြည်နယ်တွေမှာမိုးထစ်ကြုံရွာပြီးမိုးကြီးမယ်လို့ထုတ်ပြန်ထားပါတယ်။နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီ တနင်္သာရီတိုင်းနဲ့ကရင်ကရင်နီချင်းမော်ရခိုင်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာဒေသလိုက်နေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါတယ်။ မြန်မာတပြည်လုံးမှာရက်ရှည်ထစ်ချုံမိုးရွာသွန်းနိုင်တယ်လို့အချို့နေရာတွေမှာမိုးကြီးလို့ရေရှမ်းနာတွေဖြစ်ပေါ်နိုင်တယ်လို့ဥဝေဖြူဟန်လေကြောင်းမိုးလေဝသားက၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာကတဆင့်အတိပေးထားပါတယ်။မိုးတဲထန်စွာရွာသွန်းတာနဲ့အတူရေကြီးရေရှမ်းမှု လေပြင်းတိုက်ခတ်တာမိုးကျိုးပစ်တာလျှက်စီးလက်တာမြေပြိုရာတွေဖြစ်ပေါ်နိုင်ပြီးသတိထားနေထိုင်ကြဖို့မိုးစလကဆူထားပါတယ်။ ရန်ကုန်မြို့ဒဂုံမြို့တစ်တောင်ပိုင်းမြို့နယ်တရားရုံးမှာတက်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဝေးပြေးလောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါဗျ။မနေ့ကဇွန်လ9ရက်နေ့ည10:30မိနစ်အချိန်ခန့်က79အဝေးပြေးလောင်ချာနဲ့40မမဘုံသီးနှလုံးနဲ့တောင်ဒဂုံတရားရုံးမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army YA ကထုတ်ပြန်ထားပါဗျ။ည9:00နာရီကျော်ရင်ပြူတွေက ကင်းပတ်တာတွေပေါ်တန်ဆွဲတာတွေရှိနေတော့ ညာကတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးသိမ့်မတိကြဘူး။နေရာကနည်းနည်းလှမ်းတာလဲပါမယ်လို့တောင်မြောက်လမ်းစုံနီးနေထိုင်သူတူက ARD Times ကိုပြောပါရယ်။ရန်ကုန် Army YA နဲ့နောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ဆွဲနေတဲ့နေရာတွေကိုထိတိယောက်ယောက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ YA ကဆိုပါရယ်။ဒါအပြင်စင်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်းအတိပေးဖော်ပြထားပါရယ်။ တရားရုံးမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပေမဲ့ဒဂုံတောင်ပိုင်းမှာလမ်းပိတ်စစ်ဆေးမှုတွေမရှိဘဲတိုက်ခိုက်ခံရမှုကိုသတင်းဖုံးထားတယ်လို့သိရပါပါရှင်။ထိုင်းနိုင်ငံကအငင်းပွားနယ်စပ်တစ်လျှောက်ဆင်းရဲအဖြစ်တင်းလိုက်ပြီလို့ကာကွယ်ဝင်ကြီးဖန်တန်ဝီချာရာချိုင်းကပြောကြားပါရယ်။မေလ28ရက်ကအငင်းပွားနယ်စပ်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ရာကမ္ဘောဒီးယားစစ်သားတအူတေဆုံးခဲ့ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်ခဲ့တာပါတင်းမာမှုလျှော့ချစေနိုင်မဲ့နှစ်နိုင်ငံဆွေးနွေးဖို့အဆိုပြုချက်တွေကိုကမ္ဘောဒီးယားနိုင်ငံကပယ်ချခဲ့တယ်လို့ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူဝီချာရာချိုင်းကဆိုပါတယ်နေဆက်တလျှောက်တင်းမာမှုတွေပိုဆိုးလာစေခဲ့တဲ့စင်ရတိုးချဲ့မှုတွေရှိခဲ့ပါတယ်လို့၎င်းကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါတယ်ပြိပခါကိုအဆမပြိုးတာကကျွန်တော်တို့ရဲ့ယက်တီချက်ဖြစ်ပေမဲ့ကိုကိုကိုခုခံကာကွယ်ရမှာဖြစ်ပါတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကစနေနေ့အစောပိုင်းမိန့်ခွန်းတစ်ခုမှာထည့်ပြောခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာဥပဒေမူပေါင်းတွေကိုလေးစားသမှုရှိကြောင်းအဆိုပါမဟာဗျူဟာတွေကတိုင်းပြည်ရဲ့အချုပ်ချာအာဏာကိုကာကွယ်စောင့်ရှောက်ရမှာအရေးကြီးကြောင်းစစ်တပ်ကကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်ဖို့အစဉ်အသင့်ရှိကြောင်းသူကဆိုပါတယ်။တည်ငြိမ်မှုပြန်လည်ရရှိစေမယ့်နိလန်နဲ့နှစ်နိုင်ငံဆွေးနွေးပွဲဆက်လက်ပြုလုပ်ဖို့ ထိုင်းနိုင်ငံကတန်နိဌန်ချထားဆဲဖြစ်တယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကစနေနေ့မှာပြောကြားခဲ့ပါတယ်။အာဆီယံဖွဲ့လက်ရှိဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တရုတ်နိုင်ငံရဲ့တင်းမာမှုတွေလျှော့ချဖို့ကြိုးပမ်းမှုတွေရှိလင့်ကစားထိုင်းနဲ့ကမ္ဘောဒီးယားကနေဆက်တရှောင်းအင်အားဖြစ်တင်းမှုတွေပြုလုပ်ခဲ့တာပါ။ထိုင်းနဲ့ကမ္ဘောဒီးယားဟာ900ရှစ်မှန်ရှိနယ်စပ်တလျှောက်နယ်နိမိတ်မတိုင်းတားရသေးတဲ့နေရာတွေမှာ ပိုင်နဲ့နယ်မြေအငင်းပွားမှုဖြစ်ခဲ့တာဆယ်စုနှစ်တခုကျော်ခဲ့ပြီဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ငင်းပွားမှုဖြစ်ရှင်းမဲ့နှစ်နိုင်ငံပူးရဲနယ်စပ်ကွန်ရှင်စည်းဝေးကိုဇွန်လ14ရက်မှာပြုလုပ်မှာဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့ရုရှားရဲ့ယူကရိန်းကျူးကျော်ဆင်ဟာပန်းဉဏ်ထဲမှာရန်ဖြစ်နေတဲ့ကလေးတွေနဲ့နှိုင်းရှင်ပြမှုကိုယူကရိန်းသမ္မတဇလန်စကီက ABC News နဲ့အင်တာဗျူးမှာပယ်ချခဲ့ပါတယ်။ ျွန်တော်တို့ဟာပန်းချန်တွေကကစားကွင်းမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ရန်ဖြစ်နေတဲ့ကလေးတွေမဟုတ်ပါဘူးပူတင်ဟာကလေးငယ်တွေကိုတတ်ဖြတ်ဖို့ပန်းချန်ကိုလာခဲ့တဲ့လူသက်ကောင်တူဖြစ်ပါတယ်လို့ဇလန်စကီးကပြောပါတယ်လက်ရှိချိန်ဟာရုရှားကျူးကျော်စစ်မှဂျာဝင်ဆွတ်ဖက်ဖို့အကောင်းဆုံးမဟုတ်ဘူးလို့သူတယောက်တည်းယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်တယ်လို့ထတ်တလဲလဲပြောဆိုခဲ့တဲ့ဒေါ်နယ်ထရန့်ကဇွန်လ9ရက်မှာပြောကြားခဲ့ပါတယ်တခါတည်းရန်ဖြစ်နေတဲ့ကလေးငယ်နှူးကိုခမည်းတော်တွေ့မှာပါ သူတို့ကအချင်းချင်းမုန်းတီးကြပြီးပန်းချံထဲမှာရံဖြစ်ကြပါတယ်။သူတို့ရံဖြစ်လို့သူတို့ကိုဖြန့်ဖြေးရင်မကြိုက်ပါဘူး။တခါတရံအကောင်းဆုံးကသူတို့ကိုခဏတာရံဖြစ်ခိုင်းပြီးမှဖြန့်ဖြေးပေးပါလို့ဂျာမနီဝန်ကြီးချုပ် Fredis Mars နဲ့တွေ့ဆုံမှုမှာဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။နှစ်နိုင်ငံကြားငြိမ်းချမ်းဆွေးနွေးမှုတွေရပ်တန့်နေပြီးရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လူသေးချေထိခိုက်မှုမြင့်တက်လာကာ ရုရှားကသဘောတူညီချက်ပြုလုပ်ဖို့ညှင်းဆန်ချိန်မှာ၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ပထမအဆင့်ဖြင့်အနောက်နိုင်ငံတွေအစိုးပြုတဲ့ရက်30အပြစ်ခတ်ရက်စဲရေးကိုလက်ခံဖို့ယူကရိန်းကရုရှားကိုတိုက်တွန်းခဲ့ပေမဲ့ရုရှားကပယ်ချခဲ့ပါတယ်ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်ဇနီးတဲ့နဲ့သားသမီးသုံးဆုံးရှုံးခဲ့တဲ့ယူကရိန်းဖခင်တူရဲ့နာကျင်မှုအကြောင်းဇလန်စကီးကပြောခဲ့ပါတယ် သူဒေါ်နယ်ထရန့်ကဒီလိုနာကျင်မှုမျိုးကို အပြည့်အဝနားလည်မပေးနိုင်ပါဘူးလို့၎င်းကဆိုပါတယ်